လန်ကိုတော်လန်ဖို့အတွက်လူငယ်တွေကတော်လန်ကြတီတွေဝင်သွားပြီးတော့တော်လန်ကြတီတွေမှာသင်တန်းတွေရယူပြီးသင်တန်းစင်းပွဲတွေကပြန်လာတဲ့ခါမှာမိဘတွေကဘလော့တီဝမ်းသာနေသွားဒီလူလေးကတက်တည်တူပါပဲဒီလိုပဲသင်တန်းစင်းတာမဟုတ်ပါဘူးအောင်ပွဲတွေခံပြီးပြန်လာရင်လည်းအောင်ကျူနေကြတဲ့မိဘပြည်သူတွေကလော့တီဝမ်းသာနေကြလဲပြန်ပါမလာခဲ့ဘူးဆိုလော့တီဝမ်းနေနေကြလဲဝမ်းနေပေမဲ့လည်းနိုင်ငံအတွက်ပေးဆက်သွားတဲ့သူ့ရဲ့သားသမီးတွေကိုနိုင်ငံအတွက်ပေးဆက်ထားတဲ့မိဘတိုင်းဟာဒီလိုပဲပြေကောင်းနေတဲ့မိဘတွေပါပဲ Yeah, that's all. ဆိုပြီးပုံမှန်မုံရင်ချီချီကျွန်တော်မရှိဘူးဒါပေမဲ့ तू online မှာ तू ပြောချင်တာရှောက် ပြောနေတာကတချိန်မှာပြတ်တာတက်တော့မယ်ဆိုကျွန်တော်မြင်တယ်။ तू ကကြတော့ဘူးမင်းတော့ပြောချင်တာတက်ပြောနေသေးတာပဲကွာ။ဘူးကြီးမြောက်လိုင်းသွားပြီးတော့ကလီတီជីတီတီသွားပြောတာဟုတ်။နော်ကလီတီជីတီတီနဲ့သွားပြောရဲဒေါ်စန်းသူကြီးကជីတီတီသွားပြောရဲ။ကျွန်တော်ငါမဆူလာဖမ်းမယ်လို့ကြားလို့မအိပ်ပဲနဲ့စောင့်နေရ။ဦးငါမဆူကြီးဘောမတွေတဲမှာတော့မင်းတို့ငါမင်းဆွေကတတ္တိရှိဆုံးလို့ပဲထင်နေမင်းတို့ကောင်တွေကတော့ငကြောက်တွေ ်အမင်းစွေကဘာလို့တတိရှိလဲဆိုရင်အခုလိုမျိုးလဲပေါ်ပေါ်တင်းတင်းပြောနိုင်တယ်လို့နောက်တစ်ခုမှအနေထားကတော့အောင်မင်းကနေပြီးတော့ဇော်ဘုံရင်ကိုစိန်ခေါ်တဲ့အချိန်မှာလဲငါမင်းစီကကိုတိုင်သွားပြီးတော့အဖိုးကြီးတယောက်အနေနဲ့သွားရှင်းတာနော်မင်းတို့ကောင်းနေငါမင်းစီကိုရှော့မတွေ့နဲ့မင်းတို့ကောင်းနေတတ်တိရှိတယ်ဖြစ်တဲ့ကိစ္စကြီးကတော့ဒါရှင်းပါတယ်သူကတော့ပွင့်လင်းပြောရင်တော့သူတူတူပြောချင်တာကြီးပြောနေတဲ့အတွက် သူ့ဟာကြီးကပြောတာကြီးကအနေများလာတယ်ပြီးတော့ Facebook ပေါ်ကနေတက်ပြီးပြောချင်လို့ပြောဟိုလူဟိုလူကလော်တို့လိုက်ဒီလူဖယ်လိုက်ရွဲလိုက်ပြီးဟိုလူသွားလို့လိုက်အဲ့ပြဿနာရှိတယ်အစိုးရဝေဖန်တာဒီအများကြီးပဲဗျာလူတွေလူတိုင်းလည်းအစိုးရဆိုတာဝေဖန်ခံရမှာပဲအဆဲဆံရမှာပဲနော်ဟုတ်တော့လားအဝေဖန်မခံရင်အဆဲမခံရင်အစိုးရမလုပ်မယ်လေဟုတ်လားအစိုးရကိုဝေဖန်လို့ဆဲလို့ဒီမိုဘယ်ဒီမိုကရေစီနိုင်ငံမှာထောင်မချဘူးလားအဲ့တော့ကျွန်တော်လဲအာဒီလိုပြောလို့မကောင်းသေးပါဘူးဆိုအာနဲ့ ကဲသူဘယ်ရောက်နေလဲအဲ့ကြတော့မှငိုပါကြီးရနဲ့ကျမခလေးရတယ်ဘယ်တခွဲဥမှမရောက်ရှေ့တန်းကိုတန်းပို့တယ်တဲ့ဘယ်စစ်တွေသားကိုသွားရမလဲမသိဘူးရခိုင်လားကရင်လားကရင်နီလားရှမ်းလားဘယ်သွားရမလဲမသိဘူးသူတို့အခုတော့ကားပေါ်ရောရောက်နေတယ်ဘယ်သွားရမလဲမသိဘူးပေါ့နော် ခေါ်လမျိုးတွေအားလုံးပဲမင်္ဂလာပါလို့နှုတ်ဆက်တိုင်းနဲ့ပဲကျွန်တော်ရဲ့ကိုကြည်ရပိုလိုရှင် channel လေးကပြန်လည်ကြိုဆိုလိုက်ပါရစေ။ video reaction လို့သွားပြီးခင်မှာတော့ယနေ့ master 28ရက်နေ့ရဲ့တပ်ပရိနေမနက်ပိုင်းထိနောက်ဆုံးရရှိတဲ့သတင်းချို့ကိုအချင်းချုပ်ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ပထမဦးဆုံးအနေနဲ့ကတော့စစ်ကောင်စီကစစ်ခွေးတေဆုံးမှုစီးရင်မှာတော့ air war time လေးမျက်နှာမျိုးမှာရေကျွတ်လို့မရတဲ့ဒီများပါတယ်။ inp နဲ့ concrete မှာ၅ကောင်း inp နဲ့ line ဘွဲ့မျိုးနဲ့မှာ၂ကောင်း၊သခိုင်းတိုင်းရွှေဘူမျိုးနဲ့မှာ၅ကောင်း၊သခိုင်းတိုင်းကဏီမျိုးမှာ၁ကောင်း၊ဘိုးတဲ့ brown မျိုးနဲ့မှာ၄ကောင်း ဝွန်ပြည်နယ်ရေးမြို့မှာ၃ကောင်ဝွန်ပြည်နယ်ကြိုက်တူမြို့မှာ၂ကောင်အဝေးတိုင်းဂံကောမြို့မှာ၁ကောင်တနင်္သာရီတနင်္သာရီမြို့နယ်မှာတော့၂ဦးအလင်းဝင်ရောက်ခဲ့ကြောင်းသိရှိရပါတယ်။နောက်ထပ်သတင်းတစ်ခုမှာတော့မက်စလာ၂၈နှစ်မှာကြာရောက်မဲ့တော်လိုင်းကြီးနေမှာတစ်ခွေးတွေဟာကျုံတင်ပတ်လည်မှာပြုတ်ကြမိတစ်ခွေးပြပွဲအတွက်၂၆လမ်းပေါ်66လမ်းမှ88လမ်းထိတစ်ခွေးများနေရာခြားထားပြီး26လမ်း66လမ်းတောင်းရှိမြဝတီဘန်နဲ့26လမ်းပေါ် 57 92လမ်းကြားရှိစီပင်ရုံးအဆောက်အဦမိုးပေါ်တွင်လည်းစစ်ကွေးစနိုက်ပါတွေကိုတင်ထားကြောင်းသတင်းရရှိပါရယ်။နောက်ထပ်သတင်းတို့မှာတော့မကွေးတိုင်းရန်ကုန်မြို့နယ်မှာပြည်သူများကိုစနိုက်ပါဖြင့်ပစ်ခတ်တပစ်ခဲ့တဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားဂျီဝင်းစိုင်းကယ်တိုက်ခံရပြီးဝဲချင်းပြီးသွားခဲ့ပါရယ်။ဒါဟာရန်ကုန်မြို့ပေါ်မှာရှိတဲ့စစ်ကောင်စီတပ်သားဂျီဝင်းဟာစိုင်းကဖြင့်တွာလာနေစဉ် Usoft T အဖွဲ့ဝင်တဝီသားဖြစ်သူမောင်းလာသောစိုင်းကကဝင်တိုက်ခဲ့ရမှာတော့ဂျီဝင်းနေရာမှာချင်းပွေ့ချင်းပြီးသွားချင်းဖြစ်ပါတဲ့လက်ရှိချိန်မှာတော့ Usoft T ဖွဲ့ဝင်တားဖြစ်သူကိုရန်ကုန်မြို့မှာ Yes Scan ၌ ရင်တိုက်မှုဖြင့်ဖမ်းဆီးထားကြောင်းနဲ့သိရပါတယ်။ရန်ကုန်မြို့ပေါ်မှာပဲတိုက်ခိုက်ရတာပါ။ပြူစောတီသားကိုတော့ yes cap မှာဖမ်းထားတဲ့ပြူဝင်းဆိုတဲ့ sniper တပ်သားဟာပြည်သူတွေကို sniper နဲ့ပစ်ခတ်တပ်ဖြက်ခဲ့တဲ့ February 28ရက်နေ့ပြစ်စင်ကအတိအကျသိရတဲ့သတင်းပါ။အဲဒီနေ့ကစိုင်းကင်နဲ့နှစ်စီးနှစ်ယောက်စီးလာတာတယောက်က GTV ၊ပွဲချင်းမီတေတာကိုလည်းရောလင်းတန်းဥပါကောင်းကပြောထားပါတယ်။နောက်ထပ်သတင်းတို့မှာတော့စစ်တပ်ကလူတွေရှိရပြင်းဦးတွင်နဲ့အနည်းဆုံးမျိုးဖြစ်တယ်လို့တစ်တုံညာနှစ်ခုစစ်စင်ရဒုတိယလှိုင်းမှာတော်လိုင်းတရီပထမဆုံးတင်ပိုက်ခဲ့တဲ့နောင်ချိုနဲ့တောင်ခန်းက စစ်ရေးသတင်းတွေဟာဒီအပိုင်းမှာသူပြောအများဆုံးအကြောင်းအရာတွေကတခုဖြစ်နေပါဗါးတောင်ခမ်းရဲ့တိုက်ပွဲအကြောင်းကိုပြောရရင်စစ်ကောင်စီရဲ့ဝါဒဖြန့် Telegram Channel တွေမှာတော့ပြီးခဲ့တဲ့လပိုင်းကလေးကအောင်ပွဲတွေရနေတဲ့အကြောင်းမဆားရဝါခမန်းစက်တိုက်ဝါဒဖြန့်ခဲ့ကြတာပါစစ်တပ် drone တွေကြောင့်တော်လိုင်းကြီးတက်တွေဘလောက်ထိနာလားကန်တွေဘလူသိန်းတာစသဖြင့်မျိုးစုံဝါဒပြန့်ခဲ့ကြပါတယ်ဆလာဆန်းမှာတော့တောင်ခမ်းဒေသကတရင်တစ်ခုအပြောင်းလုပ်တာကိုတောင်ခမ်းတိုက်ဝဲမှာအောင်ပွဲရပြီးပြန်လာတဲ့ရဲဘော်တွေဆိုပြီးတိုးစုခဲ့ပုံတွေကိုလည်းအများကြီးဝါဒပြန့်ခဲ့တာအားလုံးသိမှာဖြစ်ပါတယ် ပြမန်ကိုတရားစုံနှံ့ကြည့်တဲ့အခါမှာတော့တောင်ခန်းကအမြောက်စကန်ကိုကဲမှုဌာနချုပ်မဆခ9တုံညနှစ်နဲ့အမတ်တ34ကတရင်နှင်းဟာအပြောင်းလဲမလုပ်ရနှစ်တော်ကြာနေပြီမို့ရှမ်းတောင်ကတရင်နှင်းနဲ့အပြောင်းလဲလုပ်တာပါပြန်ခွင့်ရတဲ့တရင်နှင်းဟာလည်းတေဆုံးတန်ရန်ရသူမြပြပြီးဖွဲ့စည်းပုံမှာပြတ်နေပြီဖြစ်ပေမဲ့တရင်ကိုပြန်ရောက်တဲ့အခါမှာတော့အောင်ပွဲရရဲဘော်တွေဆိုပြီးဘန်းတွေနဲ့တုံပြီးဝါရဖြန့်ခဲ့ကြတာဖြစ်ပါတယ်ဒီကောင်စီဝါရဖြန့် Telegram Channel တွေ Facebook အကောင့်တွေဟာ Melas 25ရက်နေ့မှာအောင်ချိုမျိုးနား တိမ်ပင်လည်းကိုပြန်ရပြီလို့အကြီးကျယ်ဝါဒဖြန့်နေကြပြန်ပါတယ်။အောင်ခန်းရွာနဲ့ခွန်နမိုင်ဝေးတဲ့မဲပုတ်ရွာက TNL ပူပေါင်းတပွဲတွေတဆွဲခဲ့တဲ့တိမ်ပင်လည်းကြည့်ရှုတဲ့နေရာကိုစစ်ကောင်စီက TNL ထံကနေပြီးတော့ပြန်လည်သိမ်းပိုက်နိုင်တာကိုနောင်ချူမြူနာကတိမ်ပင်လည်းကိုရသူနဲ့ခုစစ်တပ်သိမ်းနေဆိုတဲ့တောင်ခန်းနဲ့နီးတဲ့မဲပုတ်ရွာကရွှေရတိမ်ပင်လည်းတောင်ဟာဒေသခံတွေရောရဝေးကပြည်သူတွေကသွားလိရှိတဲ့တိမ်ပင်လည်းမဟုတ်ပါဘူး။မဲပုတ်ရွာနဲ့နောင်ချူမှာရှိနေတဲ့လူတီများတဲ့တိမ်ပင်လည်းရှိတဲ့နောင်ချူကြီးရွာဟာရှစ်မိုင်ကျော်ကော်ဝေးပါသေးတယ် စစ်တပ်ဝါဒဖြန့်သူတွေကနောင်ချိုမျိုးနီးကတိမ်မီနဲ့စကမ်းရပြီလို့အောင်ပွဲကံပုံတွေနဲ့ဝါဒဖြန့်လိုက်တဲ့အခါမှာတော့နောင်ချိုမျိုးဒေသခံတွေပါထိတ်လန့်ကုန်ကြပါတယ်။နောင်ချိုမျိုးနဲ့နီးတဲ့ကံကြီးရွာရှိဘက်ကတိမ်ပင်နဲ့ရသွားတာများလား။အဲ့ဒီနေရာသာဆိုရင်စစ်ကောင်စီတပ်တွေနောင်ချိုမျိုးနဲ့နီးလာပြီဆိုပြီးပြည်သူတွေစိုးရိမ်နေကြကြောင်းသိရှိရပါတယ်။ဒီကြောင့်တွေကဒီ TNL ထံကို TNL ထံကိုကျွန်တော်တို့ဒီအချက်၃ချက်ရွေးချယ်ဖို့ရွေးချယ်ခွင့်ပေးလိုက်ပါတယ်။နံပါတ်၁ကတော့လက်နက်ချဖို့ပါ။နံပါတ်၂ကတော့အသေးခံတိုက်တာကိုရွေးဖို့ပါ။နံပါတ်၃ကတော့ကျွန်တော်အသေးခံမတိုက်ဘဲနဲ့နောင်ချိုမျိုးကနေထွက်ခွာဖို့ပါ။ တက်မလို့ကအချိန်၃ရက်ပေးထားတယ်။နောက်ချုပ်မျိုးထဲမှာရှိတဲ့ DNA နဲ့ PDF တွေကိုတက်မလို့ကအချိန်၃ရက်ပေးထားတယ်။28 28 29အဲ့ဒီ၃ရက်ထဲမှာမှအဲ့ဒီ၃ရက်ထဲမှာကျွန်တော်အကြောင်းပြန်မလို့လေ။အကြောင်းပြန်မှုဆိုရင်ကျွန်တော်တို့ဒီမလာ30ရက်နေစပြီးတော့ဒါနောက်ချုပ်မျိုးကိုပြန်တိုက်မယ်။ကျွန်တော်လေးစိုးစားဖို့ကောင်းတယ်။အဲ့ဒီတော့အဲ့မှာကျွန်တော်တို့ဖြစ်တိုင်ကြီးက DNA ဖွဲ့တွေလက်နက်ချဖို့ကတော့တော်တော်လေးခင်းရပါတယ်။လက်နက်ချရဲဆိုတဲ့နေရာမှာကျွန်တော်တို့ဒီအစိပ်ပိုင်းအချို့ပါဗျာဒီအဖွဲ့ဝင်တွေသူတို့ရဲ့သူတို့ဒီ DNA လေးအောက်မှာရှိတဲ့ DNA လေးအဖွဲ့ဝင်တွေပြီးတော့ကျွန်တော်တို့ဒီ DNA လေးနဲ့ပူးတွဲပြီးလှုပ်ရှားနေတဲ့ PDF အဖွဲ့ဝင်တွေသူတို့ရဲ့ဒီအဖွဲ့ဝင်တွေကတော့ဒါအုပ်စုလိုက်လက်နက်ချတာတွေဖြစ်နိုင်ပါတယ် အလုံးစုံကြီးတို့အလုံးစုံကြီးလက်နက်ချတာကတော့ဖြစ်နိုင်ခြင်းနဲ့ဒီအတွက်ကိုလည်းအရင်အရေးကြီးတယ်တစ်ဖက်မှာကျွန်တော်မိုးကုတ်အတွက်လည်းအရေးကြီးတယ်မိုးကုတ်ကလည်းအောက်ကိုပြန်ဆင်းမယ်ဆိုတော့ကျွန်တော်တို့ဒါကျွန်တော်တို့ဒီမိုးကုတ်တပိတ်ချင်းစင်ကူပေါ့ဗျာစင်ကူမရေရအဲ့ဒီလမ်းပိုင်းဆက်နေတာနောင်ချုံမျိုးရဲ့အခြေအနေကနောင်ချုံမျိုးတစ်ခုတည်းမဟုတ်ပါဘူးတစ်ဖက်မှာမိုးကုတ်ရှိတယ်တစ်ဖက်မှာကျွန်တော်မိုးကုတ်ကလည်းပြန်ဆင်းလာမယ်လမ်းကြောင်းတွေရှိတယ်တပိတ်ချင်း area လမ်းကြောင်းတွေရှိတယ်ပြီးရင်ကျွန်တော်တို့ဒီမှာစင်ကူမရေရတွေတွားတယ်တကယ်ကိုကျွန်တော်တို့စေရေးရအရေးပါတယ်ပြီးရင်နောင်ချုံမျိုးကတစ်ဖက်မှာကျွန်တော်တို့ဒီရက်ဆောက် ကြောက်ကူလမ်းပိုင်းရှိတယ်အဲ့ဒီကနေတစ်ဖက်ကိုကျွန်တော်ဒီရှမ်းပြည်နယ်တောင်ပိုင်းကိုဆင်းမဲ့ဆိုရင်ကျွန်တော်မေဒီလာလူမပြင်းဒီရောက်တယ်အဲ့တော့ဒီဒီနောင်ချိုမျိုးကိုဘာကြောင့် DNL ကမရရအောင်တိုက်ရလဲဆိုရင်တစ်ဖက်မှာကျွန်တော်ဒီတက်မလို့တို့အရန်ကိုဂုံသိက်ကကြီးမာတဲ့တစ်ဖက်မှာကျွန်တော်ဘာထူးရှိတယ်ဘာထူးရက်ဆောက်ရှိတယ်အဲ့မှာကျွန်တော်တို့ဒီတက်မလို့ရဲ့ဒီတန်တန်းချောင်းတွေများစွာရှိရဲ့တစ်ဖက်မှာကျွန်တော်တို့ဒီပြင်းဦးနေရှိရဲ့အဲ့ဒီရဲ့နှစ်ခုကြားထဲမှာရှိနေတဲ့နေရာစေရေးရာတက်မလို့တဲ့အရန်ကိုရေးပါတယ်နောက်တစ်ခုကကျွန်တော်တို့ဒီငါးမင်းဆို ငါမင်းဆိုအားလုံးသိပါတယ်ဦးငါမင်းဆိုခင်ဗျားအားလုံးသိတယ်ငါမင်းဆိုတော့လောလောဆယ်တော့ထောင်ကြာသွားပါပြီငါမင်းဆိုထောင်ကြာသွားပါပြီဟိုတလောပဲလူငင်းနဲ့လွတ်တလူလူဘာလူလူညာလူလူနဲ့သတင်းကြီးကြားလိုက်ပါသေးတယ်ဒါပေမဲ့ထောင်ကြာသွားပါတယ်အခုတော့ထောင်ကလုံချမ်းနဲ့၃နှစ်လို့ကြံပြင်းကြားပါတယ်လုံချမ်းနဲ့၃နှစ်လို့ကြားပါတယ်အာသူကဦးမင်းဦးမင်းဆိုကငါမင်းဆိုဟိုတဲ့မတ်လ25ရက်နေ့ဒီနေ့မအင်းစိန်ထောင်ပါပဲတရားရုံးကပို့ပါ9 9ကကြီးနဲ့လုံချမ်းနဲ့ထောင်နဲ့၃နှစ်ချမှတ်ချမှတ်လိုက်ပါပြီတဲ့ချမှတ်လိုက်ပြီပေါ့နော်ဆိုတော့ဒီချမှတ်မှုနဲ့ပတ်သက်ပြီးတော့ ပြောရင်တော့တော်တော်များကဟိုဘာဖြစ်သွားတယ်လဲဘယ်လိုလဲပေါ့ဗျာမင်းကုန်းတွေရှိကြတာပေါ့ဆိုတော့ဒီဦးငါးမင်းဆွေကလည်းဒီလိုဆန္ဒဒီလိုမျိုးကိစ္စတွေဖြစ်ရကောင်းခြင်းအကြောင်းအရာဖြစ်လာဆိုတော့ဟိုဖြစ်တော့ဟိုဖြစ်မလားဆိုတော့ဖြစ်နိုင်ကြလေရှိကြတယ်ပါတယ်ကြဦးငါးမင်းဆွေကအဲသူသူ့ရဲ့ social platform ပေါ်နေ Facebook ပေါ်နေသူလုချင်ရရှောက်လုပ်နေကြတယ်ခေါ်ရုံလဲမြင်ကြလိမ့်မယ်ပေါ့နော်ဆိုတော့ပြောရရင်ဗျာကျွန်တော်ဒီနေ့မှာဂျုံလို့ပြောတော့တခုထည့်ပြောပါမယ်ဂျုံလို့ပါဟိုပြီးတော့ဒါဘာဘူးကမှ ညညွှန်းခြင်းမရှိပါပြီးတော့ကျွန်တော်တို့နိုင်ငံမှာလူတွေလွဲချော်နေတာကိုကျွန်တော်ပြောချင်တာပါလူတွေကကျွန်တော်တို့ပြည်သူလူထုကတချို့ပြည်သူတွေလွဲချော်နေတယ်ပြည်သူလူထုတာမန်ခြေခံပြည်သူလူထုလွဲချော်တာကိုကျွန်တော်အပြစ်မပြောဘူးအပြစ်မတင်ရဘူးအပြစ်ကိုမတင်ရတာအပြစ်လို့ကိုမထင်ရတာဒါပေမဲ့နိုင်ငံရေးသမားဟုဆိုသူများနိုင်ငံရေးသမားများဆရာဝန်များနော်လူပညာရှင်များဒါရိုက်တာကြီးပေါ်တွေ့ရင်ဒါရိုက်တာကြီးများရုပ်ရှင်သူဆောင်ကြီးများအဲ့အုပ်စုတွေနောက်တစ်ခါပါလဲတတိနားလေသူများဆိုသောဘာလားညာလားဆိုသောပုဂ္ဂိုလ်များအစရှိတဲ့ ဒီပညာတတ်အလှော်ပါเนาะပညာတတ်လို့ယူဆရတဲ့အလှော်ပါနောက်တစ်ခုက educate ဖြစ်ပါတယ်ဆိုတော့ထင်တဲ့အလှော်ပါเนาะအများပြည်သူတို့လုံနေပါတယ်ထင်တဲ့အလှော်ပါအဲ့ဒီအလှော်တွေကိုယ်တိုင်ကပင်လင်းဦးငားမင်းဆိုရပြောချင်တာပြောနေတာရယ်ကျွန်တော်ဒီကမီဒီယာနဲ့ကျွန်တော်ရုပ်သံပြောနေတာရယ်အင်းအဲ့နှစ်ခုအတူတူပဲလို့ထင်တယ်တကယ်ထင်တယ်အတူတူပဲလို့ထင်တယ်လူအများကြီးပဲအတူတူပဲမဟုတ်မင်းကပို့ဆိုတာအာမင်းဆိုရအမှန်တရားတွေတော့ခါတိထပ်တာပြောစီမင်းတို့စစ်ခွေးဘောမတောက်တိုင်တွေအမှန်တရားကိုပြောတာမင်းတို့တစ်ဖက်ဖက်တွေပဲပြောနေတာမင်းတို့တွေ ဘုံနေကျဲနေတဲ့မင်းတို့ဘာမရောက်နိုင်မပြောရဲဘူးဘုံနေကျဲတော့ရက်ဖို့အတွက် PDF လူငယ်တွေကိုပြောတယ် PDF လူငယ်တွေကဘုံကျဲနေရမဟုတ်မင်းတို့ကောင်တွေကဘုံကျဲနေတာဘယ်လိုလုပ်ကြမလဲဆိုကျွန်တော်ပြန်လည်းပြောတယ်ဂျာနယ်လစ်ကဂျာနယ်လစ်ပါလူပုဂ္ဂိုလ်ကလူပုဂ္ဂိုလ်သူ့အတူပြောတာပါမတူပါဘူးသူ့အတူ online ပေါ်မှာပြောချင်တာပြောလိမ့်မယ်လူတယောက်ကသူ့ကိုပြောချင်တာပြောလိမ့်မယ်ဒါသူ့ရဲ့ personal အမြင်တွေသူ့ကိုပြောချင်တာပြောတာအဲ့ဒါကိုကျွန်တော်တို့ဂျာနယ်လစ်တွေလာပြီးဒီလိုတွဲမကပ်ပါနဲ့ဂျာနယ်လစ်ကဂျာနယ်လစ်မဆိုင်ဘူးဒါကိုကျွန်တော်တို့ရှင်းပြလဲတချို့တွေကအတူတူပဲထင်တယ် ကဲမင်းကမင်းသတင်းတော့လို့ပြောနေသေးတယ်အိမ်နဲ့အမိမထွက်နေသမျှသတင်းတွေကိုအတင်းလုပ်ပြီးပြောနေတဲ့ကောင်ကကျွန်တော်ကကြောင်ရတယ်မင်းတဲ့လူကြည့်တော့လေအဲ့လူတွေကလုံးဝစိုက်ကားသမားလမ်းပေးရဟိုစီမံမိုက်ောက်တဲ့ကောင်လည်းမဟုတ်ဘူးตาบ้ามาสัมปทานไปได้ตัวอะไรหมูสาตัดไปได้บวยญาติญาติตะแกกูยาหูเนี่ยทุกข์มาคั่นๆญาติตุๆนี่ไอ้ปกกูမျိုးนี่ไอ้หลูပြောเองจนเย็นเนี่ยมาก็ฮะงารู้อ่ะงารู้ได้เนี่ยบาผิดกูน่ะเลยปัญญาตัดป่าเลยเนี่ยดีเจลิซินเนี่ย ဂျန်လစ်စင်းနဲ့သူ့အတူသူ့အတူပြောချင်တာဘောက်ပြောတယ်လို့မြင်ဟာဟုတ်အတူတူထင်သွားတာကျွန်တော်စိတ်မကောင်းတာအဲ့တော့မတူဘူးသူ့ကပြောချင်တာပြောအဲ့တော့အဲ့လိုမျိုးရှိနေတဲ့အတွက်ဒီဦးငါးမင်းဆိုလိုတာမျိုးဟာမျိုးကြတော့သူ့ကသတင်းသမားမဟုတ်ဘူးတစ်ချက်သတင်းသမားမဟုတ်ဘူးသတင်းတောက်မဟုတ်ဘူးတရားဝင်မှတ်ပုံတင်ထားခြင်းမရှိဘူးသူ့မှာခရူရီမရှိဘူးသတင်းသမားတွေမရှိဘူး။သူကလည်းဘဲဂျန်လစင်ဘာသားကိုလိလာတင်ထားဘူးလေဆိုတာလည်းတပိုင်းမရှိဘူး။ history မရှိဘူး။ပြဿနာတက်တော့မယ်ဆိုတော့ကျွန်တော်မြင်တယ်။မြင်တဲ့အတိုင်းပဲပြစ်တယ်။ကျွန်တော်လည်းပြောတာပဲ။ကျွန်တော်ကဒါကြရင်အတိုးဆုံး အတွန်းပို့တယ်ပြောတာပဲပြီးတော့ကျွန်တော်ကဘောင်နေရပြောတယ်ပေါက်ဆေးရပြောတယ်ပလိန်ကန်ရင်တော့မင်းတို့ကဘောင်နေရပြောတာမဟုတ်ဘောတွေရပြောနေတာဘောဘောကိုကြော်ပြီးပြောလို့မရတဲ့ကောင်နေမင်းတို့ဘာလို့မင်းတို့မှားထားတဲ့ဘောကြီးကရှိတော့မင်းတို့ကဘောကိုကြော်ပြီးပြောလို့မရတဲ့ကောင်နေကဲကြော်မြင့်မြင့်တဲ့ကောင်ကတော့ပြောတော့ပါတယ် तू ကပညာတတ်တယောက်ဖြစ်တဲ့အတွက်ငါမင်းဆူနေသူ့ကိုမနိုင်ဘူးနဲ့သူတို့ဟာပညာတတ်လူမျိုးတွေဖြစ်တဲ့အတွက်သူတို့ကသတင်းကြားနေတဲ့သမားတွေဖြစ်တဲ့အတွက်သူတို့ကိုအခုလိုမျိုးနမ်းမေးမှပြောကျင်တာပြောနေတဲ့ငါမင်းဆူတို့နဲ့မနိုင်ပါနဲ့ဆိုပြီးပြောထားတာတွေ့ရှိရပါတယ် နောက်ထပ်သတင်းတို့မှာတော့မူဝင်မြို့မှာစစ်ကောင်စီထောက်ကန်သူများဥဆောင်ကျင်းပခဲ့တဲ့ဇမင်းသားဖိုးချဲ့ရဲ့ဇပွဲကိုကြည်ပြီးပြန်လာခဲ့တဲ့လူငယ်တွေကိုရဲတပ်ဖွဲ့ကနေပြီးတော့ဖမ်းဆီးကစစ်မှုထမ်းအုပ်ပြီးဖြင့်လူသစ်ဆူဆောင်းခဲ့ကြောင်းသိရှိရပါတယ်။စစ်ကောင်စီရဲ့ဒေသအာဏာပိုင်များနဲ့နှီးဆက်သောမြို့ကန်တထေးသားနှုတ်ကမူဝင်တရားအစင်းညာဘက်မှတဲကွင်းတွင်ဇမင်းသားဖိုးချဲ့ရခေါ်ရုံသွင်းကဇပွဲပြုလုပ်ပေးနေခြင်းဖြစ်တယ်လို့လည်းသိရှိရပါတယ်။တခါမှမလုပ်ဘူးတဲ့နေရာမှာပွဲသိမ်းပြီးလုပ်တာမြို့တည်ငြိမ်တဲ့နေဆိုတာကိုပြကျင်လို့စစ်တပ်နဲ့မြို့ကဘောမကောင်တွေပေါင်းလို့တာ အချိန်နေစိုးတာကပွဲကိုလာကြည့်တဲ့အမျိုးသားတို့ဖန်ခံလိုက်ရတယ်စစ်မှုတန်းဥပဒေနဲ့ဆွဲသားတယ်လို့မူဝင်မြို့ကန်တူကလည်းပြောထားပါတယ်။အိုချီယာဖိတ်ခေါ်ပြီးစပွဲပြုလို့ပေးသူမှာမူဝင်မြို့မှာစီးပွားရေးလုပ်ငန်းရှင်တူဖြစ်ပါတယ်။စစ်ကောင်စီနဲ့နှီးဆက်ပြီးအဆိုပါလုပ်ငန်းရှင်တူကပျော်ပွဲရှင်များထပ်မံပြုလို့ဖို့လဲစီစဉ်ဒီကြောင်းသိရှိရပါတယ်။အိုချီစပွဲမှာအပြန်မျိုးသားချို့ဖန်ခံရမှုဟာမတ်လ23ရက်နေ့ကဖြစ်ပြီးမျိုးသား10ဦးထက်မနည်းဖန်စီခံရပြီးနောက်၎င်းတို့၏နောက်ဆက်သွဲအခြေအနေကိုမသိရသေးဘူးလို့လည်းဖော်ပြထားပါတယ်။ အိုချီယာ2021ခုနှစ်အာနာသိန်းကာဇာကဆီယနာရှင်စန့်ကျင်ရေးသပိတ်မှာပေါဝင်ခဲ့ပြီမဲ့လေ2020နိုဝင်ဘာလကောင်မှစပြီးစစ်ကောင်စီရဲ့ဖမ်းဆီးခြင်းခံခဲ့ရပြီးတလကန်အကြံမှာတော့ပြန်လည်လွတ်မြောက်လာပြီးနောက်စစ်ကောင်စီကဝါဒဖြန့်ရေးပွဲတွေမှာအကြာခဏပေါဝင်လာနေခြင်းဖြစ်ပါတယ်။ရာဝတီတိုင်းမှာယခုရက်ပိုင်း၌တာပေါင်းရေးကြီး၄မြန်တန်မျိုးတွေတိုက်ပွဲများဖြစ်ပွားနေပြီးဒေသခံများကစစ်ပီးတင်းချောင်နေရပါတယ်။စစ်ကောင်စီကမျိုးသားများအထမဖမ်းဆီး၍စစ်တင်နန်းသို့ပို့နေခြင်းမှာမင်းသားဖိုးချီကတော့ပျော်ပွဲရှင်ဝင်ကျင်းပနေမှုပေါ်ဝေဖန်မှုများရှိနေတယ်လို့လည်း ဘူမင်မြို့နယ်ပြည်သူတွေကပြောထားပါတယ်အဲဒီလိုပဲဘူမှာရှိတဲ့ပြည်သူတွေအနေနဲ့စက်ယုံတယုံတို့မှာရှိတဲ့လူငယ်တွေအကုန်လုံးကိုဖမ်းသွားသိမ်းတယ်လို့လည်းမှတ်ချက်ပေးနေတာလည်းရှိရပါတယ်မိသားစုတစုလာပြောတယ်ဆရာရဲ့ကိုစွဲရဲ့ကျမသားလေးရဲ့ဆက်ပြသွားဝယ်တာတဲ့မနှုံညံ့ပါဘူးအင်ကြီးကျိုးလေးနဲ့ဆက်ပြသွားဝယ်တာဆိုင်ကယ်နဲ့တဲ့ပေါ်တာပါသွားတယ်တဲ့ ဖုံးဆက်သွယ်မရဘူးတဲ့ဖုံးဆက်သွယ်ရလဲရရောအမေကျွန်တော်တင်တန်းရောက်နေပြီလို့ပြောတယ်ဟဲ့နေဘယ်တင်တန်းသွားတာလဲပျောက်နေတယ်စစ်ကောင်စီကျွန်တော်ပေါ်တာဆွဲသွားကျွန်တော်အခုစစ်စင်နဲ့တက်နေရတယ်လို့ပြောတယ်စစ်စင်နဲ့တက်ပြီးွားရင်စစ်စင်နဲ့တက်ပြီးွားရင်တက်တွေကိုကျွန်တော်တို့ကြမယ်ပေါ့တခွဲတွေကိုအဲတခွဲတွေကိုကျွန်တော်တို့ကြမယ်တဲ့အဲ့လိုမျိုးသူ့မေကိုသူကပြောတော့သူ့မေရလဲအေးဟုတ်ပြီတခွဲတွေကိုကြတယ်ဆိုတော့လေနေဘယ်ကြလဲကြတော့မှတက်ကိုလိုက်ပြီးတော့ငါတို့ လူကြီးတွေနဲ့ပြောဆိုပြီးထုတ်မယ်ပေါ့အဲသူတို့ကပေါ်တာဆွဲခံရတာတော့မှတချို့ပြည်သူတွေအသိမရှိဘူးအဲ့ဒါကျွန်တော်လာအဲ့လိုလာပြောပြတော့ကျွန်တော်ချက်ချင်းတော့စိတ်တုံတယ်အသက်ဘယ်လောက်လဲဆိုတော့ကျမကလေးရတဲ့အခုမှငယ်သေးတယ်အသက်20တင်း20ပဲရှိသေးတယ်အမားလို့အသက်20 20တင်း20ဆိုတာတော်လိုင်းအင်အားစုထဲမှာကိုအတိနဲ့ကိုဝင်လာပြီးတောင်းဝင်ထမ်းဆောင်တာတချို့ဆို20တင်း20နဲ့ဟိုဟို20တင်း20နဲ့တခွဲမှုတွေ တူခွဲမှုတွေတော့ဖြစ်ကုန်ပြီတချို့ဆို21 22တရင်မှုတော့ဖြစ်တယ်လို့အမားတို့ကျွန်တော်တို့ဒီဒေါ်လာအင်အားစုဘက်ကနေဒီလိုပေါ်တာဆွဲနေပြီဒီလူငယ်တွေကိုရှောင်ဖို့စကားစကားကိုဟိုစကားစကားကိုယ့်အတွက်ကိုငဲမှာမဟုတ်ဘူးတွန်းလှန်ဖို့ဆိုပြီးတော့မှကျွန်တော်တို့ပြောနေတာပဲလို့အမားတို့ကဒါဟိုနားမထောင်အခုဖြစ်တော့မှကုပေါင်းကယ်ပေါင်းလာလို့ကျွန်တော်လည်းချက်ချင်းဆိုတော့စိတ်တူတာပေါ့စိတ်တူပြီးတော့မှခင်ဗျားတို့အခုချိန်ညမှာကုပါကယ်ပါမလုပ်နဲ့တိုက်ပွဲထဲမှာခွဲခြားလို့မရဘူးတိုက်ပွဲထဲရောက်မှတေဖို့ပဲရှိတယ်ကျွန်တော်လည်းစိတ်တူလို့ပြောလိုက် ။အာခဏနေတော့ကျွန်တော်လဲဟာဒီလိုပြောလို့မကောင်းသေးပါဘူးဆိုအာနဲ့။ကဲသူဘယ်ရောက်နေလဲ။အဲ့ကြတော့မှငိုပါကြီးရနဲ့။ကျမကလေးရတယ်ဘယ်တခွဲမှမရောက်ရှေ့တန်းအောင်တန်းပို့တယ်တဲ့။ဘယ်စစ်တွေသားကိုသွားရမလဲမသိဘူး။ရခိုင်လားကရင်လားကရင်နီလားရှမ်းလားဘယ်သွားရမလဲမသိဘူး။သူတို့အခုတော့ကားပေါ်ရောရောက်နေတယ်ဘယ်သွားရမလဲမသိဘူးပေါ့နော်။အဲ့လိုမျိုးဖြစ်နေတယ်ပေါ့။အဲရောက်တဲ့စစ်တွေသားဆရာတို့စစ်တွေသားပဲရောက်လာခဲ့။ကျမကလေးကိုဘလို့ကဲထုတ်နိုင်မလဲဆိုတာစဉ်းစားပေးပါအောင်ဆိုလာပြောတာ။အော်ကိုကလိုက်အောင်ကဲရအောင်မယ်။ ဒါပေမဲ့ချက်ချင်းဆိုတော့စိတ်တော့တူတာပေါ့ဒါပေမဲ့လည်းပြန်တွေးကြည့်တော့လေခုနပြောသလိုပေါ့ငါကလေးတွေကကျွန်တော်တို့လည်းကြုံတဲ့အခါနွေးထွေးတဲ့လုံလုံနဲ့ဒီခံစားချက်ကိုခံစားရတာအဲ့တော့ပြည်သူလူထုကလည်းကျွန်တော်တို့အပေါ်မှာကောင်းသည်ရှိပြည်သူလူထုကနားလေသည်ရှိနားလေနားမလဲသည်ရှိဒုက္ခရောက်တဲ့အခါကိုယ့်ကိုအားကိုးရဲဆိုတော့အားကိုးခြင်းစိတ်ရှိတယ်ဆိုတော့ပီတိတော့နည်းနည်းဖြစ်ရတာပေါ့ဟုတ်ကဲ့ကျွန်တော်တို့စိတ်တွေသာပဲရောက်လာရင်ကျွန်တော်တို့အကောင်းဆုံးဆောင်ရွက်ပေးပါမယ်ဒီလိုပဲအပ္ပိနိသေရတာပေါ့အဲ့တော့ ဒီမိသားစုလိုမျိုးတောကရောက်နေတဲ့မိသားစုပေါင်းဘယ်တော့များမလဲမင်းတို့တွေ့ကြနိုင်ငံတော်ထဲမှာအဲ့တော့ပြည်သူလူထုကတော့အသိမရှိဘူးဆိုတဲ့ပုံမှာတော့ကျွန်တော်တို့စိတ်ဆိုးတာတော့မှန်ပေမဲ့လေဟိုမင်းလေးမှာဆိုတော့ဆီယံမြန်မာတော့တနာတာပေါ့ဗျာအသိတာอืมအကုန်ခေါ်တာရက်ကွက်လဲရက်ကွက်လဲအကုန်ခေါ်ပြီးတော့မှအင်တောင်ဇင်းနဲ့အကုန်လက်မထိုးစမေကြီးခေါ်နေပြီးအဲ့ဒါမပေါ့နဲ့ အင်းကြီးကျွန်းနဲ့ရေချိုးနေတာခေါင်းလျှော်မလို့ဆိုပြီးတော့ဆက်ပြတဲ့ခေါင်းလျှော်ကြီးသွားဝဲတာပြန်မလာတော့ဘူးတဲ့အဲ့လိုအချိန်လေးမှာအဲ့လိုပေါ်တာဆိုရဲ့နော်သူတို့ကလည်းအခြေခံလုံသားတွေနေမှာဗောမလို့ရည9နာရီလောက်မှအလုပ်ပိတ်အိမ်ပြန်အိမ်ပြန်တော့အိမ်မှာမရှိတော့9နာရီ10နာရီအဲ့လိုထွက်ဝဲတယ်နေမှာဗောဟုတ်တယ်လေမြန်မာနိုင်ငံမှာမလို့ရည်လစာလေးဒီအောက်တန်းစားတွေလုတ်ခဲ့တဲ့ဒုက္ခဒုက္ခတွေကြောင့်လစာလေးကျွန်တော်တို့ခင်မှာနှစ်သိန်းနှစ်သိန်းခွဲရဖို့အတွက် မနေ့6နာရီကနေည9နာရီလေးမင်းတို့တနေ့7နာရီမှမကတာတလိษံတသာလုံးလုံးရတာသူများနိုင်ငံမှာလည်းအဲ့လောက်အချိန်လုံးလုံးရတာရှိပါတယ်ဒါပေမဲ့ထထထန်တန်ရရလေမလုတ်ချင်လို့7နာရီပဲလုံးလဲလုံးသမားဝင်ကြီးဌာနဘာညာကာဝယ်ပေးတယ်လေကျွန်တော်နိုင်ငံမှာမလုတ်ချင်လို့မနေ့6နာရီကနေည9နာရီထိအလုံးမလုတ်ချင်လို့တထေးကိုမလုတ်ချင်သွားပြောတယ်ကိုကအလုံးလက်မဲ့ဖြစ်ရုံပဲရှိမယ်မြန်မာနိုင်ငံမှာလုတ်ကန်ရှားတယ်လေမင်းတို့အဲ့တော့ဒီနှစ်သိန်းခွဲနှစ်သိန်းနဲ့လည်းည9နာရီထိလုံးလုံးရတာပဲဒါကျွန်တော်တို့ရဲ့အခြေခံဘဝတွေပဲအဲအားလုံးပဲဒါလေးကတော့ အိမ်ဂျွန်းနဲ့စက်ပြထွက်ဝဲင်းနဲ့နောက်ဆုံးတော့ရှီတောင်းရောက်သွားတဲ့အခြေအနေတခုကိုပြောထားတာဖြစ်ပါတယ်။ဒါကြောင့်တော်လန်ရေးတက်တီတွေကိုဝင်လာဖို့အတွက်လက်ရှိအချိန်မှာရေပေါ်စီလုံနေတဲ့ညီကိုတွေကိုလည်းနေရာကနေပြီးတော့ထပ်မံဖိတ်ခေါ်လိုက်ပါတယ်။အားလုံးပဲဒီဗီဒီယိုတောင်းနဲ့ပဲဆုံးသက်လိုက်ပါတယ်။နောက်ထပ်ဗီဒီယိုမှာတော့နောက်ထပ်ဒီတက်လာမှဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ Gojet Revolution Channel လို့လည်းရန် Subscribe လုပ်ခြင်းဖြင့်နေ့စဉ်မြန်မာစံတော်ချိန်မနက်7:00နာရီခွဲနဲ့မြန်မာစံတော်ချိန်ည7:00နာရီဒီနေ့လင်းရင်တင်ဆက်မှုနှစ်ခုအနေနဲ့တင်ပြပေးသွားမှာဖြစ်တဲ့အတွက်မျိုးတွေအားလုံးပဲ ဆက်လက်အားပေးပြီးဒီနေရာကနေပြီးတော့တောင်းဆိုလိုက်ပါတယ်